စကိုင်းတိုင်းဒေသကြီးနာဂကိုပိုင်အုတ်ချွခွင့်ရဒေသတွေမှာမိုးရသည်မှာလမ်းပန်းဆက်သွယ်ခက်ခဲတဲ့အပြင်စစ်ကောင်စီဂိတ်ဖြတ်ကြီးကားတစ်စီးကို9သိန်းကနေ6သိန်းအထိပေးဆောင်နေရတာကြောင့်ကုန်စင်းလုံးတွေမြင့်တက်လာနေပြီးအိန္ဒိယဘက်ကကုန်စီတွေကိုပဲအဓိကအားထားနေကြရတယ်လို့နာဂဒေသကနေစီကနေသိရပါဗါတယ်ကေခိုင်ပေးပို့ထားပါတယ်ခင်ဗျာ။ စကိုင်းတိုင်းဒေသကြီးနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာစစ်ကောင်စီကလမ်းခရီးပိတ်ဆို့ထားတာတွေကြောင့်ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကစပြီးပြည်တွင်း73စီပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ပြီးတော့တကာလန်ကိုတက်6000ကျော်လောက်အထိပေးဝေနေရပါတယ်။ဒါကြောင့်ဒေသခံတွေဟာပြည်တွင်း73စီအစားအိန္ဒိယဘက်ကတင်သွင်းတဲ့စီတွေကိုအစားထိုးသုံးဆွေးနေရပြီးတော့အဲ့ဒီစီစေးကလည်းတကာလန်ကို၄000ကျပ်ဝန်းကျင်ရှိတယ်လို့နာဂဒေသခံတွေစီကသိရပါတယ်။ အဲ့ဒီဇင်းနှုံးဟာပြည်တွင်းကပုံမဲ့ဇင်းနှုံးထက်နစားကြော်များနေပါသေးပြီးခဲ့တဲ့နှစ်ကစားပြီးကချင်ပြည်နယ်တနိုင်းခရိုင်မှာရှိတဲ့ရှင်ဘွေရံနဲ့စကိုင်းတိုင်းနှာကကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနန်းရုံမြို့နယ်လမ်းပိုင်းကိုစစ်ကောင်စီကကုံစီဖြတ်တန်းတော်လာခွင့်ကိုကတ်တန်ထားပါတယ် ဒါအပြင်လက်ရှိမှာလည်းမိုးသေးတဲ့ဇော်လျှော်သွင်းတဲ့အတွက်ရေတိုက်စားပြီးတည်ယူပို့ဆောင်ရဲလမ်းပိုက်တွေဟာကားနဲ့ဆိုင်ကယ်တွေတော်လို့မရလောက်အောင်ပျက်စီးသွားတာကြောင့်တည်ယူပို့ဆောင်ရဲစရိတ်တွေအဆမတန်မြင့်မားလာပြီးဒေသတွင်ကုန်စင်နှုန်းတွေဟာလည်းမြင့်တက်လာရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မေလအတွင်းကဆန်ဂျန်တအိတ်ကိုငွေကျပ်တသိန်းခွဲရှိခဲ့ရာကနေလက်ရှိမှာတအိတ်ကိုတသိန်း၈၀၀၀အထိပေးဝင်နေရတယ်လို့နာဂဒေသခံတယောက်ကပြောပါတယ်။တက်စီစီကတော့ င်းရှိတယ်။ဒီစီကလည်းတစ်ခါလောက်အလေးတောင်းရှိတယ်။ဟိုအိန္ဒိယစီကိုကျွန်တော်ဝေသုံးဆွဲနေရတာဒီဘမဘကလာတဲ့စီဆိုလို့ရတော့ကျွန်တော်တို့ကမရောက်နိုင်မသုံးနိုင်ဘူး။တစ်ခါလောက်ကိုသူက6တောင်းလောက်ရှိတယ်။ကိုကျတော့လမ်းကြီးရလဲပျက်စီးတာတွေနဲ့ကားကြီးရလဲလမ်းမစီစီခိတ်တီပီကံပြူကားကြီးရဖန်စီတာတွေရှိတယ်ကိုဆိုရင်တော့စန်တေးကိုသတိရှိတော့လောက်ကြောက်ပေါ်တော့ဘုံစင်းလုံးမြည်တက်တယ်ဆိုတာတော့လမ်းမှာ ကကြီးပြရတော့ဘောစစ်တပ်ကဒီကာတစီကိုငါးသိန်း၆သိန်းအလိုဒီစစ်တပ်ကခုပဲဖြတ်ထားရများတယ်၃နေရာ၄နေရာလောက်ပြရတယ်မိုးရင်းရာစီဆိုလို့လမ်းဆိုးတော့ကြတော့ကာဒမာတွေကလည်းနည်းနည်းတောင်းတော့အဲအားကြောင့်မလို့ကျွန်တော်ကိုယ်စိတ်နောင်နေရလားပို့တက်တာစားတယ်လူမှပြည်သူမှအရာတွေပို့ခါခါလာတော့ပြည်သူပဲ လက်ရှိမှာမိုးရင်းကာလလန်ခီခက်ခဲနေတဲ့အပြင်စစ်ကောင်စီရဲ့စစ်စစ်ရေးဂိတ်တွေကိုပါဂိတ်ကျဲအစမတန်ပေးနေရတာတွေကြောင့်ဒေတာတွင်ကုံစင်းတို့မြင့်တက်မှုတန်ကိုပါတပါးတဲ့ခန်းစားနေကြရတယ်လို့ဒေတာခန်တွေကပြောပါရယ်စစ်ကောင်စီရဲ့လန်ခီပိတ်ဆို့မှုတွေကြောင့်ကချင်ပြည်နယ်တနိုင်းဘက်ကနေဒါကဒေတာကိုပြည်တွင်းကကုံစင်းစစ်စစ်မှုပြတ်တောက်တော့ပြီးအိန္ဒိယဘက်ကကုံစင်းတွေကိုပဲအဓိကအစားထိုးဝေယူတုံ့ဆွဲလာရတယ်လို့ဆိုပါရယ်ဒါပေမဲ့အိန္ဒိယကကုံစင်းတည်ယူတဲ့လမ်းကြောင်းကလည်းမလွယ်ကူပါဘူး မိုးရသည်ဆိုရင်လက်ပန်းဆက်တွေရခက်ခဲလေးရှိတဲ့အနာဂတ်ဒေသမှာအိန္ဒိယကအကုန်ပစ္စည်းတွေတည်ယူဖို့အတွက်အခက်အခဲတွေကြုံတွေ့နေရပြီးကုန်စင်လုံးကြီးမြင့်တဲ့ဒဏ်ကိုပါခံနေကြရပါတယ်။နိုင်ငံကြီးကမကောင်းတော့လက်ပန်းဆက်တွေရပိတ်သွားရလေ။ချင်းတွင်းမြကြောင်တကြောပေါ့နော်။ဒါကြောင့်ကုန်စင်လုံးတွေကတည်ရိတ်တက်လာလေ။စံစည်းစီစီအဆတ်ဆတ်ရရပါပဲ။အကုန်တက်နေရလေ။ဒီစားဖို့တောက်ဖို့အတွက်ပဲရုန်းကန်နေရတာ။မိသားစုများတဲ့သူတွေဆိုရင်အိန္ဒိယဘက်ကလာတဲ့စံညွှန်းတွေကိုပဲစားနေရတာပေါ့။လမ်းတွေကပိတ်ထားတော့ပြည်တွင်းကကုန်စည်တွေဆိုမမြင်ဘူးတလောက်ကိုဖြစ်နေပြီ။ အကုန်လုံးကအိန္ဒိယဘက်ကလာတဲ့ကုန်စည်တွေကိုပဲစားနေရတာပါဒါပေမဲ့အိန္ဒိယဘက်ကလာတဲ့လမ်းကြောင်းတွေကလည်းမိုးရသည်ဆိုသွားလာရတာအဆင်မပြေဘူးလေဒါကြောင့်တည်ယူဈေးတွေကဈေးကြီးလာတယ်အခုမိုးရင်းဆိုတော့ရှာရဖွေရတာလည်းမလွယ်တော့ဘူးဒီကြားတွေကကုန်စည်နှုန်းတွေကလည်းကြီးလာတော့စားရေးတောက်ရေးကတော်တော်ခက်ခဲကြတယ် လက်ရှိနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတွေမှာမိုးရင်းကာလတောင်တွေပြိုကျတာတွေလမ်းပန်းဆက်တွေရခက်ခဲကြံနေတာတွေကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့အမြန်ဆုံးပြုပြင်ပေးစေလိုတယ်လို့နာဂဒေတာခန်တွေကပြောပါတယ်။နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကမြန်မာနိုင်ငံမှာဖွံ့ဖြိုးမှုနောက်အကြဆုံးဒေတာတွေတွေကတစ်ခုဖြစ်ပြီးစကိုင်းတိုင်းဒေတာကြီးမှာရှိတဲ့လဟေမြို့နယ်၊လေရှိမြို့နယ်နဲ့နန်းရိုးမြို့နယ်တွေကိုစုစည်းထားတဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဖြစ်ပါတယ်။ကျွန်မကကေခိုင်ပါ။